မင်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်အောက်တိုဘာလ8ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ AA သိမ့်ပိုက်ထင်းကျုပ်ထားတဲ့မြို့တွေထဲကမှအန်တန်တွေတောင်ကုန်းနဲ့ကွာမြို့တို့ဟာမြမတက်မတော်အတွက်ဘလို့အရေးပါနေတယ်လဲဆိုတဲ့အပေါ်စီးရင်းနဲ့နိုင်ငံရေးအကြက်ခတ်တွေကြားသုံးသပ်မှုတွေရှိနေတယ်ဆိုတဲ့သတင်း။အေဂျင့်နိုင်ငံမှာဂါဇာစစ်ပွဲအပြစ်ခတ်ရဲစိုးရိမ်နဲ့ပတ်သက်ပြီးဟာမတ်ကိုစလေအဖွဲ့ အီဂျစ်နဲ့ကာတာဆက်ဆက်ညှိနှိုင်းသူတွေကြားပထမအကြော်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့ဆွေးတဲ့င်းအပါအဝင်နောက်ဆုံးရပြည်တွင်းတဲ့င်းနိုင်ငံတကာတဲ့င်းနဲ့အာကစားတဲ့င်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်တဲ့င်းကတော့အေသိမ့်ပိုက်ထင်းချုပ်ထားတဲ့မြို့တွေထဲကမှာအန်တန်တွဲတောင်ကုန်းနဲ့ခွားမြို့တို့ဟာမြမတက်မတော်အတွက်ဘလို့အရေးပါနေတယ်လဲဆိုတဲ့အပေါ်စီးရင်နိုင်ငံရေးအခက်အခဲတွေကြားတုံ့တက်မှုတွေရှိနေတဲ့ဆွေးတဲ့င်းပဲဖြစ်ပါတယ် ရခိုင်ပြည်နယ်ရဲ့ရှိအရခတ်တတော်အေးတိမ့်ပိုက်ထင်းချုပ်ထားတဲ့မြို့တွေထဲကမှအန်တန်တွဲတောင်ကုန်းနဲ့ခွားမြို့တို့ဟောင်းမြမတက်မတော်အတွက်ဘလို့အရေးပါနေတယ်လဲဆိုတဲ့အပေါ်စည်ရည်နဲ့နိုင်ငံရေးအကိတ်ခတ်တွေကြားတုံ့တက်မှုတွေရှိနေကြပါတယ်။ရခိုင်ပြည်နယ်ရှိမြို့နယ်18ခုမှာအရခတ်တတော်အေးက14မြို့နယ်ကိုထင်းချုပ်ထားပြီးမြမတက်မတော်ဘက်ကစစ်တွေမန်းအောင်နဲ့ကြောက်ဖြူမြို့တို့ကိုထင်းချုပ်ထားတာပါ။ရွေးကောက်ပွဲကော်မရှင်ကစက်တင်ဘာ14ရက်နေ့မှာရွေးကောက်ပွဲမကျင်းပဖြစ်တဲ့တိုင်းဒေသကြီးနယ်ပြည်နယ်၈ခုက ညနေ56ခုကိုကျင်းပခဲ့ပြီးအဲ့ဒီထဲမှာလက်ရှိအရခတက်တော်အေးထင်းကျုပ်ထားတဲ့အန်တန်တွဲတောင်ကုန်းနယ်ခွားမြို့တို့မှာပဝင်တာကိုတွေ့ရပါတယ်။မြမတက်မတော်အနေနဲ့အဲ့ဒီလေးမြို့နယ်ကိုရရှိမှသာအေယာဝတီဒေတာတစ်ခုလုံးကိုလွှမ်းခြုံနိုင်မှာဖြစ်တယ်လို့ရခိုင်ဥဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအေးမောင်က CNN တင်ဌာနကိုပြောပါတယ်။တက်မတော်ကကဒီမှကျဲနော်ပထမဒုတိယခုကဖြစ်နိုင်မှာပေါ့။ဘုရားပထမဘုရားဒုတိယကျွန်တော်မပြောနိုင်ဘူး။ဟို 罗而且罗那些品牌嘛，不太过关。罗，俺滴口罩不如青干椒嘛，这一样青干椒啦，比如说塑料膜呀，青干椒啦，说白了就是那米油啊嘛，嘛就叫过。很多那边烟油里面它都有添加剂，我我嘞，你那有没添加剂？他说俺烟油里头买添加剂了，这一样不一样，也是那个东西。俺这个购买烟油里有假冒的。 你要佢其他啲股票都做嘅，一个價能買三千嘅，兩千啊千的，即係全部㗎，大幫市買過。以後佢啲嘢你那种你炒嚟啲高端嘅嘢嚟睇咧，一個價你啱啱入嚟幾本㗎，一個量就幾本。你跌到好快買嘅，好快升。咁等到嗰個，我先見咧，那到都真係少用嘅，廿幾要我以後呢個所以第二日佢都唔會買嘅，係咪咧？我唔他妈係 င်ငံမှန်ဆက်ဆံရေးရဦးတော်မောင်လို့ပထမထားမှာကျွန်တော်တို့မပြောတော့ဘူးအဲ့ဒါလို့စီရေးကြည်မှန်ချက်မပါသေးတဲ့ပြန်ဆန်လို့ရတယ်ဒါချစ်ချင်မှရှိမြမတက်မတော်အနေနဲ့အန်တန်တွဲတောင်ကုန်းနယ်ကွာမျိုးတို့မှာစီရေးအရာအာမခံချက်ရှိတာကြောင့်ရေကောက်ပွဲမကျင်းပနိုင်တဲ့အထင်မပါဝင်တာဖြစ်နိုင်ပြီးရခိုင်ပြည်နယ်မှာမြို့နယ်ခုနှစ်ခုမှာရွေးကောက်ပွဲကျင်းပနိုင်ကြောင်းစီးရင်နဲ့နိုင်ငံရေးကိစ္စတွေကတုံ့တက်ကြပါတယ်။အဲတန်တွေ တောင်ကုန်းနယ်ခွားမြို့တို့ဟာရခိုင်ပြည်နယ်နဲ့ပြီးမကိုအဓိကထွက်ပေါက်ဖြစ်ရှိနေတာပါဒါအပြင်အမ်းမြို့မှာမြမတပ်မတော်ဘက်ကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တခုလုံးကိုလက်လွတ်ဆုံးရှုံးထားရတဲ့အတွက်တပ်ဘက်ကအခဲမကျေဖြစ်နေကြောင်းစီလုံးညွတ်တော်တိုင်းရင်းသားလူမျိုးများမဟာမိတ် UN မှဦးမြင့်ကျော်ကစီရင်နိုင်တဲ့ဌာနကိုပြောပါတယ်အဲ့ဒီလေးမျိုးကတော့ကျွန်တော်တို့ရဲ့အဲရခိုင်ရဲ့အရှိတ်အမြင့်နှံလို့ပြောရမှာပေါ့နော်မျက်နှာကြောင်မှရှိတယ်နောက်အဲရခိုင်နဲ့ ေပီမာနဲ့နေပြီးတော့အတူတူထွက်ပေါက်ခဲမှာရှိနေတယ်။နောက်အဲ့ဒီအဲ့ဒီထဲမှာမှနေပြီးတော့ရခိုင်မှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဆန်နာရှုံးဆိုတဲ့အန်လက်ပိုင်းကြီးလေ။သူတို့ဒီဟာဒီသူတို့လှုပ်လိုက်ရတဲ့အဲ့မှာအခင်းမကြီးဖြစ်နေသလိုနော်။အဖက်မှာလည်းအဲ့ဒီလမ်းတကျောမှာပဲအခုစိတ်ပေါ်ရဆင်းနေရဲအဲ့ဒီလမ်းကျောမှာပဲကျွန်တော်တို့အရှိတ်အဖက်မှာရှိတဲ့ကျွန်တော်တို့ ਨੇ နော် ီဖက်ဒရယ်ဒီမိုကရက်တစ်အုပ်စုကြီးနော်ဒီ2020ဒီလိုဥမာနေပြီးတော့နော်သူတို့ရဲ့အာနာရှင်စနစ်ကိုဘုံပြီးရွာချမုန်းပြီးတော့တပ်ဖွဲ့လာတဲ့ရဲဘော်တွေစုစည်းပြီးတော့ကျွန်တော်တို့ဒီမဟာမိတ်စုဖွဲ့မှုတွေနဲ့တူတူတူပတ်မှန်နေရရှိတယ်လေအဲ့တော့အဲ့လိုဖြစ်နေတဲ့အခါမှာသူတို့ဒီဖြစ်တဲ့လေသူတို့သူတို့ဖက်ကပေါ့နော်ညာသူဖက်ကသူတို့မချဲ့ရဲ့ကျဲ့အတွက်မှာပုံပြီးတော့ 你看嘛，去年不中嘛，这孙子啊，就这个，那牛力我，那你牛心屁股力我交费啊，屁啊，全敲门的那个你，哎你那都都我敲门嘛，没洗澡的哈，我都二敲门没洗澡，我都家里没洗澡，我都你哎啊，非敲门那个，太讨厌了，哎呦哎，兄弟，老兄兄弟，太多厌你啊，我，喏。 အခုကနေဒီပြင်းဆန်တဲ့မှာတည်းရောက်သွားတဲ့ဟာကနေဒီညာငါဥစ္စာငါဟာဆိုပြီးတော့အဲ့လိုရေကောက်ဘွက်ကိုအကြောင်းပြပြီးတော့ပြောနေတာကိုကအမှန်ကစိတ်ခံမဲ့ရေလုံရလို့ပဲမြင်တယ်။ရခိုင်ပြည်နယ်တဲ့ရေကောက်ဘွက်မကျင်းပနိုင်တဲ့မြို့နယ်တွေကတော့အရခတ်တတော်အေးထင်းကျုတ်ထားတဲ့ရန်ပြေပေါတော်ပုံနာကျုံရတိတောင်ဘူဒီတောင်မောင်တော် ကြောက်တော်မင်းပြမြေပုံမြောက်ဦးမြို့နယ်တို့အပြင်ချင်းပြည်နယ်အတွင်းကပလဝါမြို့နယ်တို့ဖြစ်ပါတယ်။လက်ရှိမှာဒီဇင်ဘာ28ရက်မှာစတင်ကျင်းပမဲ့ရွေးကောက်ပွဲအပိုင်းတစ်ကိုရခိုင်ပြည်နယ်ကိုစားပြုအဖြစ်ဝင်ရောက်ရှင်ပြိုင်ကြမဲ့ပါတီ6ပါတီရှိပါတယ်။အဲ့ဒီပါတီတွေကတော့ဒေါက်တာအေးမောင်ဦးဆောင်တဲ့ရခိုင်ဦးဆောင်ပါတီ၊ဥပရှင်ဦးဆောင်တဲ့ရခိုင်တိုင်းရင်းသားများပါတီ၊ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ခမည်မျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊မြို့တိုင်းရင်းသားပါတီနဲ့မြို့တိုင်းရင်းသားဖွံ့ဖြိုးရေးပါတီတို့ဖြစ်ကြပါတယ်။ ယူအီစီကထုတ်ပြန်တဲ့မဲစင်တွေမှာမှားယွင်းမှုတွေရှိနေတာကြောင့်နိုင်ငံရေးပါတီတွေကြားစိုးရိမ်မှုတွေရှိနေတယ်လို့နိုင်ငံရေးပါတီတွေနဲ့လိလာစောင့်ကြည့်သူတွေကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ ပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်တဲ့မဲစင်းရင်တွေမှာမှားယွင်းမှုတွေရှိနေတာကြောင့်နိုင်ငံရေးပါတီတွေကြားစိုးရိမ်မှုတွေရှိနေတယ်လို့နိုင်ငံရေးပါတီတွေနဲ့လေလာဆောင်ကြည့်သူတွေကပြောပါရတယ်။ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်လိုက်တဲ့မဲစင်းရင်တွေမှာအမှားယွင်းတွေများနေကြောင်းမဲစင်းရင်ကတ်ထားတာကိုတွားကြည့်ချိန်မှာအလွဲအမှားတွေတွေ့ခဲ့ရတယ်လို့ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ရဲ့နေပြည်တော်ပြည်တော်စုနယ်မြေဥက္ကရာဥလဆွေကအောက်တိုဘာ9ရက်မှာသူ့ရဲ့လူမှုကွန်ရက်အကောင့်မှာတဆင့်ပြောကြားခဲ့ပါရတယ်။အဲ့ဒီအပြင်လွတ်တော်ကို ဇလဲတယောက်ဆိုရင်လဲသူ့ရဲ့နာမည်တစ်ခုသာမဲစင်းရင်ထဲမှာပါပြီးကိုဇလဲလောင်းရဲ့မိသားစုဝင်တွေကမဲစင်းရင်ထဲမှာမပါကြောင်းဥလာဆွေကထောက်ပြခဲ့ပါတယ်မဲစင်းရင်တွေမာယွန်းမှုအပေါ်မဲဆန္ဒရှင်တွေနဲ့နိုင်ငံရေးပါတီတွေကပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင်တဲမဲ့သွားနိုင်ကြောင်းပြည်ထောင်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP မှပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းကစီရင်တဲ့သတင်းဌာနကိုပြောပါတယ်ကျွန်တော်တို့တက်ဆိုင်ရာမဲဆန္ဒနဲ့အလိုက်ကိုကိုယ်စလဲလောင်းတွေဒီပုံပုံတွေကနေပြီးအခုစွန့်နေကြတဲ့ဟာတွေလ ည်းပဲကျွန်တော်သိရပါတယ်သက်ဆိုင်ရာမဲဌာနနဲ့အလိုက်တာဘယ်လိုကောင်းအောင်လုပ်ကြမလဲဆိုတဲ့နည်းလမ်းတွေသွားနေကြတယ်ဖြစ်သွားတဲ့ဖြစ်တည်မှုပေါ်မှာစိုးရိမ်မှုရတဲ့ကြည့်ကြမှာပဲဘာကြောင့်လဲဆိုလို့ကြည့်ရင်လိုအပ်တဲ့ရှိသွားတာကိုအမှားရင်းလေးကြည့်သွားကြတဲ့အခါကျတော့ဒီစိုးရိမ်မှုအပေါ်မှာနိုင်ငံရေးပါတီတွေကနေပြီးတော့မင်းကြီးရဲ့မဲဌာနရှင်တွေနဲ့ စင်းရင်ပါဝင်ရေးပြုလို့ပူပေါင်းပြီးတော့တောင်းမြတ်မယ်ဆိုလို့ရှိရင်ပုံမူပြီးတော့တင့်မှတ်သွားနိုင်တဲ့အနေအထားရှိတယ်လို့ဒီလိုပဲမြင်ပါတယ်သက်ဆိုင်ရာကျွန်တော်တို့ရွေးကော်တွေကိုတွဲနှိပ်ပြုစီရဒါတွေကအသင့်ပြေနိုင်တဲ့ဆိုတဲ့အနေအထားတွေမြင်ရတယ်။ဟောကြံတဲ့ပါတီတွေအနေနဲ့ရတယ်ပဲတိုးရင်မြင်တဲ့အစသူတို့တွေဒီသက်ဆိုင်ရာကွန်ချင်လိုက်တွေနဲ့ပူးပေါင်းပြီးတော့တောင်းလို့ကြမယ်ဆိုရင်တော့ အော်ဒါဒီတက်မှတ်သွားနိုင်တယ်လို့ပဲပြောချင်ပါတယ်။လာမယ့်ရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စည်ရင်တွေကိုစက်တင်ဘာ30ရက်မှအောက်တိုဘာ23ရက်အထိပထမအကြိမ်ကြီးညာမယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက်ထုတ်ပြန်လိုက်တဲ့ပထမအကြိမ်မဲစည်ရင်မှာတိတ်ဆုံးသူနာမည်တွေပါနေခြင်း၊လူနာမည်တွေထပ်နေခြင်း၊လမ်းနာမည်တွေထပ်နေခြင်းနဲ့မဲစည်ရင်ကော်ဟာမှုတွေရှိနေခြင်းစတဲ့အခြေအနေတွေဖြစ်ပေါ်နေတယ်လို့နိုင်ငံရေးပါတီတွေကထောက်ပြကြပါတယ်။မဲစည်ရင်ဆိုတာက မမသိတဲ့အချက်ဖြစ်ပြီး UEC မှာတိကျမှန်ကန်စွာလှုပ်ဆောင်ခဲ့ရင်အခုလိုနိုင်ငံရေးပါတီတွေကစိုးရိမ်မှာမဟုတ်ကြောင်းတိုင်းလိုင်ရှင်းဒီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP ဥက္ကရာစိုင်းတီအောင်က CNN သတင်းဌာနကိုပြောပါတယ်ဒီမေဆင်းဆိုတာကမမသိတဲ့အချက်ပေါ့ဘာလို့သာ UEC ရဲ့အလုပ်ကတိကျမမကန်လုပ်ခဲ့ရင်တော့နိုင်ငံရေးပါတီကတူလုံးနဲ့တူလုံး UEC ရာတူလုံးနဲ့တူလုံးလို့ရတာအဲနိုင်ငံရေးပါတီတွေကတိကျမကန်တဲ့အချက်နဲ့ UEC ကိုတန်တင်ပြရတော့အလုပ်လျှောက်တာပေါ့ဒီကပြည်ရဲ့ဒီက ဒီမှာမဲဆင်းမှာမရှိဘူးဒီကမဲဆင်းလည်းမလူရှိရတာနဲ့မဲဆင်းလည်းမပါဘူးဆိုတဲ့ကြားရတော့နိုင်ငံရေးပါတီကတိတိကျကျနဲ့ပြန်ပြစ်ကြတော့လူတာပေါ့ဟိုတစ်ခေါက်ဆုံးကလည်းမဲဆင်းနေထပ်တာတော့မလို့ဖြစ်ခဲ့ဘူးတော့နိုင်ငံရေးပါတီကကြုံခဲ့ပြီးပြီလေအခုဆိုရင်လည်းဆိုတော့ဒါဒီကနိုင်ငံရေးပါတီကအဆင်ရှိပါဘူးဒီဆိုရင်လည်းအရင်ကောက်ကမားခဲ့ပြီးပြီလေအခုတစ်ခေါက်ပဲမားမှာတော့ဘူးမဆိုရင်တော့အဲ UNICEF ရဲ့ခေတ်ကနေပြန်ကောက်တယ်ဆိုတော့အဲ့ဒါပဲသူအနေနဲ့တော့ ပြည်ကြမှာမှကလည်းပြန်ထုတ်ပြန်ပေးတင်တယ်လို့မြင်တာပေါ့ပြည်အစရွေးကောက်ပွဲကော်မရှင်ကမဲဆင်းရင်တွေကိုတက်ဆိုင်ရာမျိုးနဲ့ရက်ကွက်ကြေးရာတွေရှိရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေမှာကြီးညာထားပါတယ်။အဲဒါကြောင့်မဲဆင်းနာရှင်ပြည်သူတွေကလည်းမိမိရဲ့မဲဆင်းရင်ပါမပါနဲ့မဲဆင်းရင်မှန်ကန်မှုရှိမရှိကိုတွားရောက်ကြည့်ရှုစစ်ဆေးကြဖို့တိုက်တွန်းပါကြောင်းပြည်အစရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။ထိုင်းနိုင်ငံရောအထောက်ထားမဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ စီအိမ်ကနေ PJ passport ပြောင်းရမှာဘလို့ခက်ခဲတွေနဲ့ကြုံတွေ့နေရလဲဆိုတဲ့အပေါ်အားလုံးကစောင့်ကြည့်နေကြရဆွဲတဲ့င်းကိုလည်းဆက်လက်ရှုကြလိုက်ရအောင်ပါထိုင်းနိုင်ငံရောအထောက်အထားမဲ့မြန်မာရွှေ့ပြောင်းအလို့သမားတွေအနေနဲ့ certificate of identification စီအိမ်မှာ PJ passport ကိုပြောင်းရမှာဘလို့အခက်ခဲတွေကြုံတွေ့နေရလဲဆိုတဲ့အပေါ်အားလုံးကစောင့်ကြည့်နေကြပါတယ်စီအိမ်မှာ PJ ပြောင်းသူတွေဟာ အရင်ကအခြားနိုင်ငံတွေကိုတွားရောက်လည်ပတ်ခွင့်ရှိခဲ့ပေမဲ့စက်တင်ဘာ25ရက်ကစပြီးအလုံသမားနိုင်ငံကိုလက်မှတ် PJ passport မှာထိုင်းနိုင်ငံမှာနေထိုင်လောက်ကရရင်မြန်မာနိုင်ငံကိုပြန်လာဖို့အတွက်သာအသုံးပြုရမယ့်တစိတုံးရိုင်းနှိပ်ထားတယ်လို့သိရပါတယ်။စီရင်ကန်ဆောင်ထားတဲ့မြန်မာရွှေပြောင်းအလုံသမားတွေအနေနဲ့ထိုင်းနိုင်ငံမှာဒါနေထိုင်ရက်တည်မယ်ဆိုလျင်အဲ့ဒီကန့်သတ်ချက်နဲ့ပတ်သက်ပြီးအခက်အခဲအကျက်တဲမရှိနိုင်ပေမဲ့တခြားပြင်ပနိုင်ငံတွေမှာဆက်လက်ပညာသင်ကြားလူသူတွေဖြစ်ပါကရီမန်းချက်တွေအတွက်နှိမ့်နာဆုံးရှုံးမှုတွေရှိတယ်လို့ထောက်ပြကြပါတယ်။ကြအပြင် ိမိတိုးတက်မဲ့အခွင့်အလမ်းတွေရှာကျင်တဲ့အတွက်အခြားနိုင်ငံကိုသွားဖို့ဇွဲရှိစွာအကျိုးစားနေသူတွေမှာလည်းအဲ့ဒီကန့်သက်ချက်ကြောင့်နင့်နာဆုံးရှုံးမှုတွေများစွာရှိတယ်လို့ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှာအလုံသမားရေးတာဝန်ခံဦးမင်ဦးမှ CNN သတင်းဌာနကိုပြောပါတယ်။ဆက်ရပါတယ်ဒီကအော်ပြောရမယ်ဆိုအများကြီးတော့ဒီမှာပဲတော့နေထိုင်ရက်ပြီးပြီးတော့အလုံးလုံးကိုအပြည့်ဆိုလို့ရှိရင်ဒီဦးရေကဒီမှာသွားလာနေတဲ့ဟာတော့အာပိတ်တာတော့မရှိဘူးတော့မှဒီထဲမှာ ကျွန်တော်ပြောရဲတချို့ဆိုလို့ရှိရင်လည်းရှင်ရောက်လို့ကျွန်မဆိုရင်လည်းနောက်ပိုင်းမှာဒီမှာနေပြီးတော့ကျိုးသားအတူပြီးတော့ပညာတူးနေတဲ့လူတွေတခြားနိုင်ငံသွားဖို့အတွက်ဟိုရွေးချယ်ရှိတဲ့ကျိုးသားလူတွေအတွက်ဆိုရင်ဒါအင်မတန်မှနှိမ့်နာတဲ့ဆုံးရှုံးမှုပေါ့နောက်ပြီးတော့အကြောင်းများများဒီကောထပ်ပြီးရောက်လာပဲရောက်လာပြီးတော့မှအဲ့လိုမျိုးအလားအလုံးသမားအပြင်နဲ့ရက်တည်ပြီးတော့တခါခုနတတရနိုင်ငံတွေမှာပညာပင်နဲ့လူတွေသူတို့ရဲ့ကျိုးသားအထုတ်ပြီးတော့ဟိုပါဘောရေကက်ထားတဲ့ဒီမိုင်းချက်တွေပြောတာတော့အင်မတန်မှ အာဘယ်လိုမှမင်းနာတာပေါ့နော်နိုင်ငံတော်ဖွဲ့စည်းအနေနဲ့အဲ့ဒီမူဝါဒပြောင်းလဲချမှတ်ခြင်းကညာတော်အဖြစ်နိုင်ငံအတွက်လိုအပ်တဲ့အချိန်မှာလိုအပ်တယ်လို့ပြဋ္ဌာန်းတာဖြစ်ကြောင်းတင်ကမဟာဗျူဟာလေးလာရေးအဖွဲ့မှဒရိုက်တာဦးသိန်းထုံကစေနာသတင်းဌာနကိုပြောပါတယ်အဲ့ဒါကတော့ဥပဒေတစ်ခုကဒီပေါ်လိုအပ်လို့ထုတ်ပြန်တဲ့အခါမှာဒီဥပဒေနဲ့ပတ်သက်လို့ဆိုတော့ဥပဒေနဲ့ညွှန်းတဲ့အခါမှာဖြစ်တဲ့နေတာလို့ဆိုတာအနည်းငယ်ရှင်းပြတာပါဒါကတော့ဟို တို့အဲ့လိုလုပ်တဲ့အခါမျိုးတော့ဒါတွေကတော့မဖြစ်နိုင်ကြုံတွေ့ရမယ်ဒီလိုဆိုကြပေါ့အဲ့ဒါကလည်းပြောလို့တော့မရဘူးဘာကြောင့်လဲဆိုတော့ဥပဒေတစ်ခုပြီးအရင်အကုန်လုံးက100%ပေါ့တရားရရင်လုံးတော့ဆုံးတယ်ဘုံလုံးကောင်းအောင်လုပ်ပြီးပါမယ်ဆိုင်ထုံးတာမရှိဘူးနောက်တော့အချင်းကတော့နိုင်ငံတော်ဘယ်အပိုင်းတွေအရေးကြီးတယ်အရေးကြီးတဲ့ဘက်ကောင်းလို့လုပ်တဲ့ဆောင်ကခုနပြောတဲ့မှာဒီလိုဆိုကြတယ်ရှိတော့တာပဲအဲ့ဒါလည်းဒီဥပဒေတစ်ခုပြဋ္ဌာန်းတဲ့အချိန်ကျွန်တော်တို့ချင်းကဖြစ်ဖြစ်ကြတာရှိတဲ့ပုံတွေရပါပါ နိုင်ငံကူလက်မှတ်ကထိုင်းနဲ့မြန်မာနှစ်နိုင်ငံအတွက်သာအသုံးပြုရမယ်ဆိုတဲ့ကန့်သတ်ချက်ဟာဘယ်နိုင်ငံမှမှကျင့်သုံးဆောင်ရွက်တာမရှိဘဲထိုင်းရောက်မြန်မာရွှေပြောင်းအလို့သမားတွေအပေါ်မှာဒါကန့်သတ်ခြင်းဟာမတင်လို့တဲ့ကိစ္စရလို့ရွှေပြောင်းအလို့သမားကြီးဆောင်ရွက်ပေးနေတဲ့ဥအောင်ကျော်က CNN သတင်းဌာနကိုပြောပါတယ်။ဒါကဟိုဘယ်နိုင်ငံမှမှကျွန်တော်မကျင့်သုံးတဲ့ကိစ္စပေါ့။အဲ့တော့ဒီလက်မှတ်တစ်ခုပေါ်မှာဟိုနိုင်ငံတစ်ခုရဲ့ဆံမြန်ကျင့်ချင်းလို့ဆိုတာမျိုးอ่ะ။ ်တော်လို့ပြည်ပြတ်တာဘယ်နဲ့မှမလဲအဲ့လိုမျိုးသူကင်ကတ်တာကမျိုးရှိတယ်နော်အခုကျွန်တော်မြန်မာနိုင်ငံသားတိုင်းလမ်းဒီအားလုံးဖြစ်ကြောင်းလို့မလားအားလုံးတက်ကြွဆိုတာဒါလုံးဝမသိဘူးလို့ဆက်ချက်တစ်ခုလို့ပြောနေမှာပါလားဟုတ်တယ်မြန်မာနိုင်ငံမှာရွှေပြောင်းအလို့သမား CI စာအုပ်ကင်ထားသူတွေကတော့အစိုးရရဲ့ကန့်သတ်ချက်တွေပြန်လည်ဖြေလျှော့ပေးဖို့မျှော်လင့်နေကြပါတယ်။အလားတူ CI စာအုပ်ကင်ထားတဲ့မြမရွှေပြောင်းလုပ်သားတွေကလည်းအစိုးရကဘာအတွက်ကြောင့်အခုလိုကန့်သတ်လာခြင်းကိုသိအောင်အဖြေရှာပြီးနော် ကန့်သက်ချက်တွေဖြစ်ပေါ်လာသည်မဲ့အခြေအနေတွေကိုရှောင်ရှားသိနေလို့ထောက်ပြကြပါတယ်။စီရင်နိုင်တဲ့ထောင်နိုင်တဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပါ။အေဂျင်နိုင်ငံမှာဂါဇာစစ်ပွဲအဖြစ်ကရက်စဲရည်နဲ့ပတ်သက်ပြီးဟာမတ်ကိုစလေအဖွဲ့အေဂျင်နဲ့ကာတာဆက်ဆက်ညှိနှိုင်းသူတွေကြားပထမကြော်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့ဆွေးတင်ပေဖြစ်ပါတယ်။အေဂျင်နိုင်ငံမှာ ဂါဇာစစ်ပွဲအပြစ်ကရစဲရင်နဲ့ပတ်သက်ပြီးဟာမက်ကိုဇလဲအဖွဲ့အီဂျင်နဲ့ကာတာစိတ်ဆက်ညှိနှိုင်းသူတွေကြားပထမကြော့ဆုံးနှမှုတွေပြုလုပ်ခဲ့ကြောင်းဒီတပူသတင်းဝက်ဆိုက်မှာဖော်ပြခဲ့ပါတယ်။အီဂျစ်ထောင်လိုင်းရဲ့ဖွဲ့နဲ့နီးစပ်တဲ့ အဂါဟေယာနီယုတ်တန်လိုင်းကတော့စုံနေမှုတွေကိုဆက်လက်လုံဆောင်သွားမယ်လို့ဆိုပါတယ်။ဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက်အမေရိကန်တမ်မရဒေါ်နယ်ထရန့်ရဲ့ညဉ့်ညံ့ရေးအစီအစဉ်နဲ့ပတ်သက်ပြီးအပြည့်အစုံသဘောတူညီမှုရရှိဖို့ရည်ရွယ်ထားတဲ့တွေ့ဝဆုံနေမှုကိုဆိုင်းနိုင်ကျွန်းဆယ်ဆိုင်းနိုင်ပင်နီဇယ်လာဖြစ်တဲ့ရှာအမ်အေရှိမြို့မှာပြုလုပ်တဲ့ဆုံနေမှုတွေကိုအစ္စရေးကိုယ်စားလှယ်အဖွဲ့လည်းတက်ရောက်ခဲ့ပါတယ်။ဆုံနေပွဲရဲ့ပထမဆုံးနေ့ဖြစ်တဲ့အောက်တိုဘာ6ရက်မှာစစ်ဆန်ညှိနှိုင်းသူတွေက ဣသရေလမှာဖမ်းဆီးခံရရတဲ့ပါလက်စတိုင်းအကြီးအကဲတွေနဲ့ဂါဇာမှာဟားမန်နဲ့အခြားစစ်သွေးကြီးဖမ်းဆီးထားတဲ့ဒဇာခံတွေအလုံးပြောင်းလဲလွတ်မြောက်ရေးအတွက်လုပ်ငန်းတွေတခုထူထောင်ဖို့ကြိုးပမ်းခဲ့ကြတယ်လို့အေဂါဟေယာကဖော်ပြခဲ့ပါတယ်။ဒီချိန်ဒေါ်တွင်ထရန့်ကလည်းငင်းငင်းရေးသဘောတူစာချုပ်ရရှိဖို့ဖြစ်နိုင်ချိန်မှာတေချာသလောက်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဟားမန်အဖွဲ့ကအရန်အရေးကြီးတဲ့အချက်တွေကိုသဘောတူခဲ့ပြီလို့ကျွန်တော်ထင်ပါတယ်။ကျွန်တော်တို့သဘောတူညီမှုရတော့မှာပါလို့ထရန့်ကပြောကြားခဲ့ပါတယ်။ဗင်နီဇွဲလားနိုင်ငံနဲ့ တန်တမာရည်ရသဘောတူညီချက်ရရှိအောင်လှုပ်ဆောင်နေတဲ့အထောက်ကျိုးပန်းမှုတွေကိုပယ်ဖျက်ဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ ဗနီဆိုလားနိုင်ငံနဲ့တန်နမန်ရေးရာသဘောတူညီချက်ရရှိဖို့လှုပ်ဆောင်နေတဲ့အားထုတ်ကြိုးပမ်းမှုတွေကိုတည့်ဖြတ်ဖို့အမေရိကန်တမ္ပရဒေါ်နယ်ထရန့်ကပြောကြားခဲ့တယ်လို့ရိုက်တာဖော်ပြခဲ့ပါတယ်။ဗနီဆိုလားနိုင်ငံအနီးမှာမူရည်ဈေးဝါတည်ဆောင်လာတဲ့တင်မောတွေကိုစစ်တပ်ကဆက်လက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးနောက်နယူးယောက်တိုင်းကအဲ့ဒီသတင်းကိုပထမဆုံးဖော်ပြလာခဲ့တာဖြစ်ပါတယ်။အမေရိကန်ဟာမူရည်ဂိုင်းတွေကဲ့သို့စနစ်တကျဖွဲ့စည်းထားတဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့တိုက်ခိုက်နေရတယ်လို့ထရန့်ကလွှတ်တော်မှာပြောကြားခဲ့ပါတယ်။ ချွမ်ကဗင်နီဇွဲလားနိုင်ငံအတွင်းရှိလေကြောင်းတိုက်ခတ်မှုတွေကိုစဉ်စားသုံးသပ်နေပေမဲ့သူ့ရဲ့စိတ်ရဲလှုပ်ရှားမှုတွေကိုဒုတိယအဆင့်ကိုတိုးမြင့်ဖို့စဉ်စားဆုံးဖြတ်ရတာမရှိသေးဘူးလို့အမေရိကန်တာဝန်ရှိသူတဦးကရိုက်တာကိုပြောပြခဲ့ပါတယ်။ထရန်က အကြီးတန်းစစ်ဖက်ခေါင်းဆောင်တွေနဲ့အော်တိုဘာ၂ရက်ကဘဲဥပုံရုံးကန်မှာအစည်းအဝေးပြုလုပ်စဉ်အတွင်းသူ့ရဲ့အထူးတန်နမန် Richard Grant ရဲ့ကိုဗနီဇွဲလားနိုင်ငံနဲ့တန်နမန်ကြီးရသဘောတူညီချက်ရရှိဖို့လှုပ်ဆောင်နေတဲ့အားထုတ်ကြိုးပမ်းမှုတွေကိုပယ်ဖျက်ဖို့ပြောကြားခဲ့တာဖြစ်ပါတယ်။ဗနီဇွဲလားကမ်းလှပင်လယ်ပြင်မှာတင်းမောတွေကိုအမေရိကန်ကတိုက်ခိုက်မှုဟာပင်လယ်ရေကြောင်းမှတဆင်မူရစ်စေဝါစီစဉ်မှုကိုရပ်တန့်စေခဲ့ပြီးလက်ရှိမှာအမေရိကန်အနေနဲ့ကုန်လန်းချောင်းနဲ့ပတ်သက်ပြီးစတင်တုံ့တက်နေတယ်လို့ထရန့်ကပြောပါတယ်။ ဒါပေမဲ့အင်ဖြူတော်ကနောက်ထပ်အသေးစိတ်အချက်အလက်တွေကိုထုတ်ပြန်ထားတာမရှိပါဘူး။ထရန့်တမ်ဒါဖြစ်လာတဲ့ဇန်နဝါရီလနောက်ပိုင်းအမေရိကန်နဲ့ဗင်နီဇွဲလားနိုင်ငံကြားတင်းမာမှုတွေပြန်လည်မြင့်တက်လာခဲ့ပါတယ်။ဗင်နီဇွဲလားတမ်ဒါမာဒီရိုကဗင်နီဇွဲလားနိုင်ငံအတွင်းမူးယစ်ဆေးဝါးတွေကိုထောက်လုံနေတယ်လို့အမေရိကန်ရဲ့စုဆဲချက်တွေကိုငင်းဆိုခဲ့ပြီးအမေရိကန်ဟာသူ့ကိုအာဏာမဖယ်ရှားဖို့မျှော်လင့်နေတယ်လို့ဆွတ်ဆွဲပြောကြားခဲ့ပါတယ်။ အောက်ကလကလည်းအမေရိကန်အစိုးရကမာဒူကိုဖမ်းဆီးနိုင်ဖို့တရင်ပေးသူကိုစုကြေးငွေဒေါ်လာတန်း90အထိစုကြေးနှက်ဆသုံးမြင့်ခဲ့ပါတယ်။အဲဒီနောက်မာဒူကိုမူရင်းပေါင်ကိုကူးမှုနဲ့ရာသွေးမှုအဖွဲ့တွေနဲ့ဆက်နွယ်နေတယ်လို့အမေရိကန်အစိုးရဘက်ကဆွတ်ဆွဲပြောကြားခဲ့ပေမယ့်မာဒူကငြင်းဆန်ထားပါတယ်။အမေရိကန်ဗဟိုပန်ဟာအတိုးနှုတ်တွေကိုရှော့ချပွဲရှိတယ်ဆိုတဲ့ခံမှန်းချက်တွေကြောင့်လက်ရှိရွှေစရာတအောင်စကို ဒေါ်လာ3900ကျော်အထိစံချိန်တင်မြင့်တက်ခဲ့တဲ့ဆွဲသတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။အမေရိကန်ဘိုဘန်အားအတိုးနှုန်းတွေကိုရှော့ချဝယ်ရှိတယ်ဆိုတဲ့ခန့်မှန်းချက်တွေကြောင့်လက်ရှိရွှေစည်အားတောင်ဆကိုဒေါ်လာ3900ကျော်အထိစံချိန်တင်မြင့်တက်ခဲ့တယ်လို့ The Nation ကဖော်ပြခဲ့ပါရစေ။အမေရိကန်အစိုးရရန်ရရဆိုင်မှုနဲ့ ပြင်သစ်မှာနိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူရွှေဈေးတွေလည်းမြင့်တက်ခဲ့ခြင်းဖြစ်ပါတယ်။ရိုက်တာသတင်းဌာနရဲ့ဖော်ပြချက်မှာအော်တိုဘာ6ရက်အမေရိကန်အရှေ့ပိုင်းစံတော်ချိန်မိုးလဲ2:40မိနစ်မှာရွှေတောင်ဆာကို3956ဒသမ19ဒေါ်လာရှိပြီးတိတိကျကျမှာ800ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။အမေရိကန်မှာဒီဇင်ဘာလအတွင်းရွှေရောင်းဝယ်ဈေးနှုန်းမှာတောင်ဆာကို3956ဒသမ30ဒေါ်လာရှိပြီးတိတိကျကျမှာ900ရာခိုင်နှုန်းထိမြင့်တက်ခဲ့ပါတယ်။ ြင်သစ်မှာနိုင်ငံရေးမတည်ငြိမ်မှုဂျပန်မှာငွေကြေးဖောင်းပွခြင်းစိုးရိမ်စေတို့ကြောင့်ငွေတိုက်စာချုပ်ဈေးကွက်မြင့်တက်မှုအမေရိကန်အစိုးရရန်နရရန်ဆိုင်မှုအစရှိတဲ့အခြေအနေတို့ကြောင့်ရွှေဈေးမြင့်တက်လာတာဖြစ်တယ်လို့ Maris ကုမ္ပဏီကလေ့လာသူ Edward Mia ကပြောကြားခဲ့ပါတယ်။ပြင်သစ်မှာနိုင်ငံရေးအကျပ်တွေပုံမှုဆိုးရွားလာတဲ့အတွက်ဝန်ကြီးချုပ် Sebastian Lee Gordon နဲ့သူ့ရဲ့အဆိုအရအဖွဲ့အားအောက်တိုဘာ6ရက်ကနှုတ်ထွက်သွားခဲ့ပါတယ်။ အမေရိကန်မှာလည်းအစိုးရဖွဲ့ရန်တွေကဒပိုင်းတစရက်ဆိုင်မှုဟာ6ရက်တိကြာမြင့်လာပြီဖြစ်ပြီးအေဗူရောကတော့ဖက်ဒရယ်ဝန်ထမ်းတွေခွင့်အကြကြီးယူရနိုင်တယ်သတိပေးခဲ့ပါတယ်အခုနှစ်တွင်ဘိုဘန်တွေရဲ့ဝယ်လိုအားများဂျင်းနီမြုံနယ်သူတွေရဲ့ဝယ်လိုအားများနဲ့အမေရိကန်ဒေါ်လာရဲ့ငွေတန်မှုအားနည်းလာမှုတို့ကြောင့်ရွှေဈေးတွေဟာ90ရာခိုင်နှုန်းထိမြင့်တက်ခဲ့ပါတယ်မက်ရှလာအတွင်ကရွှေတောင်စကိုဒေါ်လာ3000ရှိခဲ့ရမှာစက်တင်ဘာလကောမှာဒေါ်လာ3800ကျော်ထိမြင့်တက်ခဲ့ပါတယ် စီအိုင်နိုင်သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားအစားသတင်းကိုတင်ဆက်ပေးမှာပါဇန်နဝါရီမှာ United ကနေ Dash တိုက်စစ်မှု Sexy ထွက်ခွာဖို့ဆန္ဒရှိနေတဲ့ဆွဲသတင်းပဲဖြစ်ပါတယ် Dash Dyson Musaxi ဟာနီးပြအာမိုရင်လက်ထက်ဒီဟာဒီမှာပွဲကစားချိန်နှဲပါနေတဲ့ပေါ်အလွန်စိတ်ပြတ်နေပြီ။ဒါမဲ့ဇန်နဝါရီပြောင်းရွှေ့မှာ United အသင်းကနေထွက်ခွာဖို့ဆန္ဒရှိနေပါတယ်။ Saxi ဟာပြည့်ရဲ့ရာဒီကတကောက်ကျော်တန်ရာကြောင့်အနာမြူမီတီနီးပြအာမိုရင်ကသူ့ကို Premier League ပြိုင်ပွဲမှာ22ပွဲစတိုက်အသုံးပြုခဲ့တာပါ။ ဒါပေမဲ့ဒီအသည်မှာ United အသင်းဟာတိုက်စစ်ကစားသမားအသစ်3ခေါ်ယူအားပြည့်ခဲ့မှုကြောင့်ဇက်ကစီးဟာပွဲကစားခွင့်ရဖို့ခက်ခဲနေတာဖြစ်ပါတယ်။ဇက်ကစီးဟာဒီအသည်ကစားထားတဲ့ပရီးမီးယားလိ3ပွဲမှာလူစားဝင်ဖြစ်တာပါဝင်ခဲ့ရပြီးသူ့ရဲ့ပွဲကစားချိန်ကစုစုပေါင်း82မိနစ်သာရှိတာပါ။ဇက်ကစီးဟာလာမယ့်2026ကမ္ဘာ့ဗလားပြိုင်ပွဲမှာနယ်သာလန်အသင်းလူစင်းနဲ့ပါဝင်ဖို့ရည်ရွယ်ထားတာကြောင့်ပုံမှန်ကစားခွင့်ရနိုင်မယ့်အသင်းတစ်သင်းထံပြောင်းရွှေ့ခြင်းနေပါတယ်။ ဇက်စီးဟာအော်တိုဘာရဲကစားမဲ2026ကဘာဗလာခြေစစ်ပွဲတွေအတွက်နယ်သာလန်အသင်းလူစင်မှာရွေးချယ်ခြင်းမခံခဲ့ရပါဘူး။အဲဒါကြောင့်လဲဇက်စီးဟာဇန်နဝါရီမှာရွေးတဲ့အသင်းကနေထွက်ခွာဖို့ဆန္ဒရှိနေတာပါ။အသက်24နှစ်အရွယ်ကြီးကစားသမားကိုပြီးခဲ့တဲ့နွေရာသီကဂျိုဗင်တက်နဲ့နာပိုလီအသင်းတို့ကစိတ်ဝင်စားခဲ့ပေမဲ့ရွာတဲ့အသင်းကသူတို့ရဲ့စိတ်ဝင်စားမှုတွေကိုပယ်ချခဲ့ပါတယ်။လက်ရှိအချိန်မှာဆန်စီကိုခေါ်ပြီးဖာရီကက်ဂိုင်တွေ့နေတဲ့စီးရီကလန်ကိုမိုအသင်းကစိတ်ဝင်စားနေပါတယ်။ ိုမိုတင်ဟာသူတို့ရဲ့တိုက်စစ်ပိုင်းကိုပို့ပြီးအားကောင်းစေဖို့နဲ့မတ်ဘေးစီဟာအထက်ပိုင်းကိုတက်နိုင်ဖို့ဇက်စီကိုဇန်နဝါရီမှာခေါ်ယူနေတာပါဇက်စီဟာစီးရီကလပ်ဘိုလွန်းနာအသင်းမှာကစားခဲ့ခြင်းကခြေစွမ်းပြသနိုင်ခဲ့တာကြောင့်စီးရီပြိုင်ပွဲတန်းပြန်သွားဖို့စိတ်ဝင်စားနေပါတယ်ယူနိုက်တက်အသင်းဟာပြီးခဲ့တဲ့နေရာဒီကတိုက်စစ်မှုဟော့စလန်ကိုနာပိုလီအသင်းတဲ့အငားနဲ့ထွက်ခွာခွင့်ပေးခဲ့တာကြောင့်နောက်တဲ့တိုက်စစ်မှုတူကိုဇန်နဝါရီမှာထွက်ခွာခွင့်ပေးမလားဆိုတာစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ် စီနိုင်တဲ့ဌာနရဲ့2025ခုနှစ်အောက်တိုဘာလ10ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကို တင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်တဲ့နေ့တနေ့ကိုပိုင်ဆိုင်နေကြပါသေးရှင်။